ိုခရက်ကမြန်မာအတန် TVB ရဲ့ဇွန်လ20ရက်နေ့နေ့ကင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့မြမအရေးပုံမခိုင်ခိုင်မာမာလှုပ်ဆောင်ဖို့အာဆီယံအဖွဲ့ဝင်တွေကိုမလေးရှားဝန်ကြီးချုပ်ကတိုက်တွန်းလိုက်တဲ့သတင်း NUCC အပါအဝင်တော်လှန်ရေးအင်အားစုတွေကိုအာဆီယံအထူးကိုယ်စားလှယ်ရုံးကဘန်ကောက်မှာတီးခြားတွေ့ဆုံခဲ့တဲ့တွင်နဲ့ထိုင်းနိုင်ငံရှိမြန်မာစစ်ပေးဒုက္ခသည်တွေကိုအလုံးလုံးခွင့်ပေးဖို့ကမ္ဘာဒုက္ခသည်များနေ့မှာတိုက်တွန်းလိုက်တဲ့တွင်တွေနားဆင်ကြရမှာပါ မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွားနေတဲ့အကြမ်းအတဲကိုကင်တွယ်ဖြင်းရှင်းရမှာအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့စူပေါင်းတန်တိတ်တန်ကိုပုံမပြီးတော့ခိုင်ခိုင်မာမာလှုပ်ဆောင်ကြဖို့လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဒဝါအီဘရာဟင်ကတိုက်တွန်းလိုက်ပါတယ် မြန်မာနိုင်ငံကပြည်တွင်းပဋ္ဌိပက္ခဟာအရှိတောင်အာရှမှာရင်ဆိုင်နေရတဲ့အပြင်းထန်ဆုံးနဲ့မဖြေရှင်းနိုင်တဲ့စိန်ခေါ်မှုတွေတဲကတစ်ခုဖြစ်ဆက်လက်တည်ရှိနေတယ်လို့ဝန်ကြီးချုပ်အန်နဝါကအလေးပေးပြောကြားခဲ့တယ်လို့ဒေသဆိုင်ရာအစုအဖွဲ့တွေအနေနဲ့ထုတ်ပြန်ချက်တွေထက်ကျော်လွန်ပြီးတော့လုံဆောင်ချက်တွေကိုအသင်ပြန်သင်ကြောင်းလဲပြောလိုက်တာပါဒါပြင်ရှင်းဆက်ရမယ့်လမ်းကြောင်းမှာဒီစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့အတွက်အာဆီယံအနေနဲ့အားနည်းမသွားအောင်စည်းလုံးညီညွတ်စွာလုံဆောင်ဖို့နဲ့အကြမ်းဖက်မှုတွေတိုးမြင့်မလာစေရင် မြန်မာနိုင်ငံကဥဆောင်တဲ့မြန်မာပိုင်ငင်းချိုင်းရေးလုပ်ငန်းစဉ်ကိုအကောင့်ထည့်ဖော်ရမှာအာဆီယံအလဲကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံကမိဖက်အားလုံးနဲ့ပူးပေါင်းဆောင်ရွက်ဖို့လေးနက်တဲ့တာဝန်ရှိတယ်လို့ယူဆတဲ့အကြောင်းလဲပြောပါတယ်မလေးရှားနိုင်ငံမြို့တော်ကွာလာလမ်ပူမှာကျင်းပတဲ့38ကြိမ်မြောက်အာရှပက်စဖိတ်အစည်းအဝေးမှာဝန်ကြီးချုပ်အန်နဝါကအခုလိုပြောလိုက်တာဖြစ်ပါတယ် ာဆီယာအထူးကိုယ်စားလှယ်ရုံးကတာဝန်ရှိသူတွေနဲ့အမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC အပါအဝင်တော်လှန်ရေးအင်အားစုတွေထိုင်းနိုင်ငံမှာတည်ကြစီတွေ့ဆုံခဲ့ပြီးလက်ရှိတော်လှန်ရေးကာလအခြေအနေတွေကြော်လွှားနိုင်ဖို့ဆွေးနွေးခဲ့ကြတယ်လို့အဲဒီဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့သူတချို့ထံက DVB ကစုံစမ်းသိရပါတယ်။ အာဆီယံအထူးကွန်ဆလယ်ယုံကတာဝန်ရှိသူနှစ်ယောက်နဲ့ဘန်ကောက်မြို့မလေးရှားတာယုံကတာယာရှိတယောက်နဲ့တွေ့ဆုံခဲ့တာမှန်ကန်တယ်လို့အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီပြောရေးဆိုခွင့်ရှိသူဦးတိုးကျော်လှိုင်ကအတည်ပြုပေမဲ့ဆွေးနွေးတဲ့အကြောင်းအရာကိုတော့ NUCC ကသတင်းထုတ်ပြန်မယ်လို့ပြောပါတယ်။အာဆီယံအထူးကွန်ဆလယ်ယုံတာဝန်ရှိသူတွေဘက်ကတော့အာနာသိန်းစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးနိုင်ဖို့အကြောင်းအရာတွေကိုပြောဆိုခဲ့ပြီးတော်လိုင်းအင်အားစုတွေဘက်ကတော့ထုတ်ပြန်ထားတဲ့ဦးတီချက်၆ချက်ပေါ်မှာရက်တီတဲ့ အကြောင်းပြောဆိုခဲ့ကြတယ်လို့ဆိုပါတယ်။တော်လိုင်းအင်အားစုတွေဘက်ကလုံလာတဲ့အချက်တွေထဲမှာ2008ဖွဲ့စည်းပုံကိုဖျက်သိမ်းဖို့စစ်တပ်ကနိုင်ငံရေးကထွက်ဖို့ပါဝင် Federal Democracy ပြည်တော်စုအသစ်တည်ဆောက်ဖို့ဆိုတဲ့အချက်တွေပါဝင်ပါတယ်။ ထိုင်းနိုင်ငံမှာခုံလုံရရှိနေတဲ့မြန်မာစစ်ပေးဒုက္ခသည်တွေကိုတရားဝင်အလုံလောက်ခွင့်ပေးဖို့ထိုင်းမြန်မာနဲ့ဇက်ကဒုက္ခသည်စခန်းတွေကိုကူညီထောက်ပံ့ပေးနေတဲ့ဘန်ကောက်ချင်းဆိုင် The Border Consortium TBC ကတိုက်တွန်းလိုက်ပါတယ်။ဇော်လ20ရက်ဒီကနေ့ကြာရောက်တဲ့ကမ္ဘာဒုက္ခသည်များနဲ့ ဝါရက်ဖျူဂျီဒေးမှာထုတ်ပြန်တိုက်တွန်းလိုက်တာပါဒုက္ခသည်တွေကိုတရားဝင်အလုံးလုံးခွင့်ပြုလိုက်ရင်ကိုမိသားစုကိုကိုထပ်ပနိုင်ပြီးကြော့နေလာတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေါ်မှာမိခိုနေရတာတွေကိုရှော့ချနိုင်မယ်လို့ထောက်ပြထားပါတယ်ဒါပြင်ဒုက္ခသည်တွေအနေနဲ့ဒုက္ခတဲ့စခန်းတွေရဲ့ကန့်သတ်ချက်တွေအလွန်မှာဂုံသိက္ခာရှိပြီးရေရှည်တည်တတ်တဲ့ဘဝတွေကိုတည်ဆောက်ဖို့အခွင့်အလမ်းတွေရသင့်တယ်လို့လည်းဆိုပါတယ်ထိုင်းနိုင်ငံကဒုက္ခသည်တွေကိုအဲ့ဒီလိုအလုံးလုံးခွင့်ပေးလိုက်ရင်အကူအညီတွေပေါ်မှာမိ ခိုတိုင်းရှော့ထနိုင်ပြီးမြန်မာနိုင်ငံကစစ်ရှောင်3တန်းခွဲကျော်ကိုပို့ပြီးထောက်ပံ့နိုင်မယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ စကိုင်းတိုင်းပလဲမြို့နယ်ရှိကန်တောင်ရဲစခန်းကိုပြည်သူလူမြောက်ရေးတပ်မတော် PRA ဦးဆောင်တဲ့မဟာမိတ်တပ်ပေါင်းစုကမနေ့မနေ့6:40မိနစ်ဝင်းကျင်မှာတင်ယူနိုင်ခဲ့ကြောင်း PRA ကစွန်20ရက်နေ့မှာထုတ်ပြန်ပါတယ်။ဇွန်လ2ရက်နေ့မှာစတင်ခဲ့တဲ့စခန်းတိုင်းတိုက်ပွဲကိုဇွန်လ19ရက်နေ့အချိန်နှစ်ပတ်ကျော်ကြာမှာတင်ယူနိုင်ခဲ့တာပါ။ပလဲမြို့နယ်ဟာစကိုင်းမကွေးချင်းလမ်းမခီးမှာအရေးပါတဲ့မြို့နယ်ဖြစ်ပြီး ယူဟာရလမ်းကြောထိန်းချုပ်ဖို့အတွက်ကန်တောင်ရက်စခန်းဟာအရေးပါတဲ့နေရာမှာရှိနေခဲ့တာပါတရုတ်ပုတ်ကလီကလုံခြုံရေးကုမ္ပဏီတွေမြန်မာနိုင်ငံကိုရောက်လာကြပြီးဖြစ်တဲ့အတွက်ပုတ်ကလီကလုံခြုံရေးဝန်ဆောင်မှုလိုင်စင်လျှောက်ထားကြဖို့ပြည်တိုင်းဝန်ကြီးဒူပိုတုတ်ကြီးထွန်းထွန်းတောင်ကဇွန်လ19ရက်မှာပြောပါရယ်နေပြည်တော်မှာမနေ့ကပြုလုပ်တဲ့ပုတ်ကလီကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာကြီးကြပ်ကုကရေးဗဟိုကော်မတီအစည်းအဝေးမှာပြောဆိုခဲ့တာပါဒီအစည်းအဝေးမှာဒုတိယပုတ်ကြီးထွန်းထွန်းတောင်က ဇွန်လ16ရက်ကပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလိုင်စင်လျှောက်ထားခြင်းဆိုင်ရာညွှန်ကြားချက်ကိုထုတ်ပြန်ကြေညာပြီးဖြစ်တဲ့အတွက်လိုင်စင်လျှောက်ထားကြဖို့ပြောဆိုခဲ့တာပါမန္တလေးစကိုင်းနဲ့ရခိုင်ပြည်နယ်ကတရုတ်လုပ်ငန်းတွေကိုကာကွယ်ဖို့အတွက်တရုတ်ဒေသလက်နက်ကိုင်တွေမေလအတွင်းကရောက်ရှိနေတဲ့အတွက်ဇွန်လအတွင်းလိုင်စင်ချပေးဖို့စီစဉ်တာလို့နေပြည်တော်သတင်းရင်းမြစ်က TVB ကိုပြောပါတယ်